မင်္ဂလာပါခင်ဗျာဆ iam မကျူဘာသာပြန်ဆိုထားတဲ့ဇက်ချောင်း တမျိုးတည်းရဲ့အန်ဒီရဲဆိုတဲ့စောင်းပါလီကိုတင်ဆက်ပေးရစီမူရင်းစာရေးသူကတော့နိုင်ဂျီးရီးယားစာရေးဆရာမကြီးချီမမန်ဒါအာတီဂျီဖြစ်ပြီးတော့ The Danger of a Single Story အဖြစ် Thiri Talk Show မှာ တင်ဆက်ထားတာဖြစ်ပါတယ်ကျမကဇက်ချောင်းပြောသူဝိထုရီသူတယောက်ပါဇက်ချောင်းတမျိုးတည်းရဲ့အန်ဒီရဲ့ The Danger of a Single Story လို့ခေါ်ဆိုသတ်မှတ်ခြင်းနဲ့ကျမရဲ့ကိုယ်ကိုယ်တာဖြစ်ပျက်တဲ့ချို့ကိုကျမပြောပြခြင်းပါတယ်။ကျမကနိုင်ဂျီးရီးယားအရှေ့ပိုင်းတက္ကသိုလ်ဝင်ခြင်းမှာကြီးပြင်းလာခဲ့ပါတယ်။ကျမအသက်နှစ်နှစ်မှာစာဆက်ဖတ်နေပြီလို့မိမိကပြောတာပဲ။တကယ်တော့၄နှစ်ကပိုပြီးအမှန်နဲ့နီးစံမယ်ထင်ပါရဲ့။ဆိုပါစို့ကျမကစာဖတ်စောသူတယောက်ပါ။ကျမဖတ်ခဲ့တာကဗြိတိရှားနဲ့အမေရိကန်ကလေးစာပေစာအုပ်တွေပေါ့။ ကျမကစာရေးစောသူတယောက်လည်းဖြစ်ပါတယ်။ကျမစာစာရေးတဲ့အချိန်ကကျမအသက်9နှစ်ပေါ့။ခဲတယ်နဲ့ရေးပြီးရောင်စုံတဲ့တရုတ်ဖော်ပုံကြီးရေးချေထားတဲ့ကျမစာတွေကိုဒိုင်းခံဖတ်ပေးရတဲ့သူက ကျမမိမိပေါ့။ကျမဖတ်ရတဲ့စာအုပ်တွေကဇလန်းတွေမျိုးကျမရေးတာပဲ။ကျမရဲ့ဇာတ်ကောင်တွေကမျက်လုံးပြပြနဲ့အသားဖြူဖြူလေးတွေပေါ့။သူတို့ကနေတော်ထဲမှာစော်ကစားကြတယ်။ပန်းသီးတွေစားကြတယ်။ပြီးတော့ကြည်စံနေထွက်လာတာဘလောက်များ ချစ်เสียကောင်းလိုက်ပါတယ်ဆိုတာမျိုးญาติဥဒုအကြောင်းကိုပြောကြတယ်။ကျမတကယ်နေတာကတော့နိုင်ဂျီးရီးယားမှာလေ။ကျမကနိုင်ဂျီးရီးယားရဲ့ပြင်ပကိုတခါမှမရောက်ဘူးကူ။ကျမတို့မှာနှင်းမရှိဘူး။ကျမတို့ကတည့်ရတီးကိုစားကြတယ်။ပြီးတော့ญาติဥဒုအကြောင်းဘယ်တော့မှမပြောကြဘူး။ပြောစရာမှမလိုပဲ။ဒါကဘာကိုပြောချင်တာလဲဆိုတော့ပုံဝိထုတစ်ခုကိုဖတ်တဲ့အခါအထူးသဖြင့်ခလေးဘဝမှာကျမတို့ဘလောင်များလွှမ်းမိုးခင်ရဖို့လွယ်တယ်လေ။ ထိခိုက်လွယ်တယ်ဆိုတာကိုပြောချင်တာပါကျွန်မဖက်ရတာကနိုင်ငံခြားစက်ကောင်တွေပါတဲ့စာအုပ်တွေဒီတော့စာအုပ်စာပေးဆိုတာစက်ကောင်တွေမှန်သမျှနိုင်ငံခြားသားတွေကျွန်မတို့နေစဉ်ဘဝနဲ့ဆက်ဆက်ဖို့တော့ခက်တဲ့အရာတွေလို့ထင်ခဲ့မိတော့တာပေါ့နောက်ပိုင်းအာဖရိကန်စာအုပ်တွေကိုတွေ့လို့ဖတ်မိသွားမှကျွန်မအသည်တွေပြောင်းလဲသွားတော့တယ်အာဖရိကန်စာအုပ်တွေကရှားပါတယ်နိုင်ငံခြားစာအုပ်တွေလောက်လဲရှားရတာမလွယ်ပါဘူး ဒါပေမဲ့ချီနူအာအာချ်ဘင်းနဲ့ကင်မရာလေးတူလူအာဖရိကန်စာရေးဆရာတွေကြောင့်ကျမရဲ့စာပေအပေါ်အမြင်ကပြောင်းသွားပါတယ်။ကျမလိုမျိုးချောကလက်ရောင်အသားအရည်နဲ့မိန်ကလေးတွေစပင်မဲမဲကောက်ကွေးဖွာနေတာကြောင့်ပူနီတင်းမြင်းမြင်းစပင်စီးနောင်လို့မရတဲ့မိန်ကလေးတွေဟာလည်းစာပေထဲမှာရှိနေကြပါလားလို့သိသွားတယ်။ဒီတော့မှကျမသိတဲ့အရာတွေအကြောင်းကိုစာပေရေးပါတော့တယ်။ကျမဖတ်ရတဲ့ American စာအုပ်တွေ British စာအုပ်တွေကိုကျမချစ်ပါတယ်။ ူတို့ကြောင့်ကျမရဲ့စိတ်ကူးစိတ်တမ်းတွေဖြန့်ကျက်လာနိုင်ခဲ့တာပါ။ကျမအတွက်သူတို့ကကဘာသစ်တွေကိုဖွင့်ပြမိတ်ဆက်ပေးခဲ့တာပါ။ဒါပေမဲ့ရည်ရွယ်မထားတဲ့အကျိုးဆက်ကတော့ကျမအနေနဲ့စာပေမှာကျမလိုလူမျိုးတွေတီးရှိနေတယ်ဆိုတာမသိခဲ့ရတာပါပဲ။ဒီတော့အာဖရိကန်စာရေးဆရာတွေကိုရှာဖွေ တွေ့ရှိလာမှာပဲ။စာအုပ်စာပေတွေဆိုဒီမှာအနောက်တိုင်းသားတွေသာဆိုတဲ့ဇက်ကြောင်းတစ်မျိုးတည်းအတွေ့အကြုံတွေပြီးတော့လွတ်မြောက်ခဲ့ရတာပါ။ ကျမကအလဲလဲတန်းစားတမယိုးကြာနိုင်ဂျီးရီးယန်းမိသားစုကနေပောက်ဖွာလာတာပါ ကျမအဖေကအကြောင်းစရာကျမအမေကတော့အုတ်ချုပ်ရည်ယုံက ဝန်တန်းပါဒီတော့ထုံးစံအတိုင်းကျမတို့အိမ်မှာအနီးအနားရွာတွေကနေလာပြီးအလုပ်လုပ်တဲ့အိမ်အကူတွေရှိပါတယ်ဒါကြောင့်ကျမအသက်၈နှစ်အရွယ်မှာ ကျမတို့စီမှာအိမ်အကူကောင်းလေးအစ်စ်ရောက်လာပါတယ်သူ့နာမည်က PD တဲ့ကျမအမေသူ့အကြောင်းပြောပြသမ ्या ကသူတို့မိသားစုက တိတ်ပြီးဆင်းရဲတယ်တဲ့ကျမအမေကသူတို့မိသားစုစီကိုကျမတို့ရဲ့အဝတ်အဟောင်းတွေကစုံဥတို့ဇန်တို့စားစရာတွေပို့ပေးလေရှိတယ်ပြီးတော့ကျမကညစာကိုကုံအောင်မစားဘူးဆိုရင် ကျမအမေပြောနေကြစကားကဟဲ့ကုံအောင်စားစဲနေမသိဘူးလား PD တို့လိုမိသားစုတွေမှာစားစရာတော့မရှိဘူးတဲ့ဒီတော့ကျမက PD တို့မိသားစုကိုတအားကိုမှတနာသွားမိတယ်ဒီလိုနဲ့စနေတရက်မှာကျမတို့ PD တို့ရွာကိုတွားလိုက်ပါတယ် အဲ့ဒီမှာသူ့အမေကကျမတို့ကိုဖိတိအကိုရက်ထားတဲ့တိတ်လာတဲ့ခြင်းတော်တလုံးကိုပြရတယ်။အချောက်ခံထားတဲ့ရာဖီယာအမြင်ချောက်တွေနဲ့ရက်ထားတဲ့ခြင်းမှာကျမတော်တော်ကိုမှအံ့ဩသွားခဲ့ပါတယ်။သူတို့မိသားစုတွေကတရရွက်ကိုဒီလိုလှပတဲ့တခုခုလှုပ်တက်လိမ့်မယ်လို့တကားမှတောင်မှတွေးမကြည့်ခဲ့မိဘူး။သူတို့အကြောင်းကျမကြားရသမျှကသူတို့ဘလောက်ထိဆင်းရဲတယ်ဆိုတဲ့အကြောင်းတွေကြီးပါပဲ။ဒီတော့ အဲ့ဒီမိသားစုစီကဆင်းရဲခြင်းကလွယ်လို့တခြားဘာကိုမှမြင်ဖို့တွေ့ဖို့မမျှော်လင့်ခဲ့မိဘူးလေသူတို့ဆင်းရဲတယ်ဆိုတာကသူတို့နဲ့ပတ်သက်လို့ကျမသိတဲ့တမျိုးတည်းသောစက်ကြောင်းပါပဲနှစ်တွေကြာလာလို့နိုင်ဂျီးရီးယားကနေအမေရိကန်ပြည်ထောင်စုကို တက်ကတူတက်ဖို့လာတဲ့အခါအဲ့ဒီအကြောင်းကိုတွေးမိပါတယ်ကျမအသက်19နှစ်ကျမရဲ့အခန်းပေါ်အမေရိကန်မာလေးကကျမကိုတိတ်အံ့ဩသွားခဲ့တယ် ကျမအင်္ဂလိပ်ဘာသာကိုဒီလောက်ကြီးတက်ကျွမ်းအောင်ဘယ်မှာလေ့လာသင်ကြားခဲ့တယ်လို့မေးပါတယ်။ကျမကနိုင်ဂျီးရီးယားနိုင်ငံမှာအစိုးရရုံးသုံးဘာသာစကားကအင်္ဂလိပ်စာလို့ပြောတော့သူတွေ့ဝေသွားပါတယ်။ကျမတို့နားထောင်တဲ့ရိုးရာဂီတမျိုးသူနားထောင်ကြည့်ကျင်တယ်လို့ဆိုတော့ကျမကမာရီယာကယ်ရီကိုဖွင့်ပြလိုက်တဲ့အခါသူတော်တော်စိတ်ကတိကအောင်ဖြစ်သွားတယ်။သူကကျမလက်စစ်မီးဖို့မတုံ့တက်တော့ဘူးလို့ထင်နေခဲ့တာလေ။အဲ့ဒီမှာကျမတန်းတီးလိုက်တယ်။ ကျမကိုမမြင်ရခင်တုန်းက तू ကျမအတွက်စိတ်မကောင်းဖြစ်နေခဲ့ပါလိမ့်မယ်။ကျမကို तू ကြိုတင်မျှော်မှန်းထားတာကတနာစရာအာဖရိကန်မာလီတယောက်ဖြစ်နှိမ်ချတဲ့အမြင်မျိုးပေါ့။ကျမရဲ့အခန်းပေါ်ကအာဖရိကနဲ့ပတ်သက်ပြီးတော့စင်ရဲတွင်နဲ့နေတဲ့အနာရောဂါနှိပ်စက်ငတ်မွနေတဲ့တမျိုးတည်းသောဇက်ကြောင်းကိုပဲသိထားမျှော်လင့်ထားခဲ့တာပဲ။အဲ့ဒီလိုတမျိုးတည်းသောဇက်ကြောင်းမှာအာဖရိကန်တွေဘယ်နည်းနဲ့မှသူတို့နဲ့တူတာတွေရှိမယ်လို့ထင်ခဲ့မှာမဟုတ်ဘူးလေ တနာရတဲ့ပိုးပြီးထွေပြားတဲ့မျိုးစုံနဲ့ခန်းစားချက်တွေမပါနိုင်ဘူးလူချင်းချင်းအတူတူပဲဆိုတဲ့ဆက်ဆက်မှုမပါခဲလောက်ဘူးကျမအမေရိကန်ကိုမရောက်ခင်ကကျမကိုကျမအာဖရိကရဲ့လူအတိအမှန်မပြုတ်မိခဲ့ပါဘူးဒါပေမဲ့အမေရိကမှာတော့အာဖရိကဆိုတဲ့အကြောင်းအရာတခုခုပေါ်လာတိုင်းလူတွေကကျမဘက်ကိုလှည့်လာကြတယ်နမီးဘီးယားလိုနေရာမျိုးကို ကျမဘာမှမသိပေမဲ့လေအခုတော့ ဒီထုတ်ဖော်မှုအစ်စ်ကိုကျွန်မဖတ်တွေ့ရပါပြီ။ဆိုင်ရာဆိုင်ရာအကြောင်းတွေမှာကျွန်မကိုကျွန်မအာဖရိကန်လို့တွေးနေပါပြီ။ဒီတော့အမေရိကမှာအာဖရိကန်အဖြစ်နှစ်တော်တော်ကြာနေထိုင်ပြီးတဲ့နောက်ကျွန်မအခန်းပေါ်ရဲ့ကျွန်မပေါ်တုံ့ပြန်ချက်ကိုနားလည်စာပြုလာပါပြီ။ကျွန်မသာနိုင်ဂျီးရီးယားမှာနေထိုင် ကြီးပြင်းခဲ့တာမဟုတ်ဘူးဆိုရင်ပြီးတော့အာဖရိကအကြောင်းကိုလူတီများကြော်ကြားရတဲ့ဓာတ်ပုံတွေစီကသာကျွန်မသိကြရမယ်ဆိုရင်အာဖရိကဆိုတာ လာပါတဲ့ရှုခင်းတွေလှပါတဲ့တရိတ်ဆန်တွေနဲ့နားလေရခက်တဲ့လူတွေနေတဲ့နေရာအဖြစ်အတိတ်ပဲမရှိတဲ့စစ်ပွဲတွေကိုတိုက်ခိုက်ဆင်းရဲခြင်းနဲ့ HIV AIDS ကြောင့်တိတ်ဆုံးနေရတဲ့သူတွေကိုယ့်အတွက်ကိုထုတ်ဖော်စကားမပြောတတ်တဲ့လူတွေကျင်နာတတ်တဲ့လူဖြူကယ်တင်ရှင်တယောက်ယောက်ကဒါကယ်ဖို့စောင့်နေတဲ့လူတွေအဖြစ် မြင်မိမှာပဲငယ်စဉ်တုန်းကဖီတီတို့မိသားစုအပေါ်ကျမမြင်ခဲ့တဲ့အမြင်မျိုးအတိုင်းအာဖရိကန်တွေအပေါ်ကျမမြင်မိမှာပါပဲ။ ဒီတော့ကျမအခံပေါ်ကသူ့ဘဝတစ်ချောင်းလုံးဒီဇက်ကြောင်းတစ်မျိုးတည်းကိုပဲမူအမျိုးမျိုးနဲ့မြင်ရကြရခဲ့တာဖြစ်မှာပဲလို့ကျမသတိဝင်လာခဲ့ပါတယ်။ဒါပေမဲ့ကျမတခုတော့အမြန်ဝင်ခင်ရလိမ့်မယ်။ကျမလည်းဇက်ကြောင်းတစ်မျိုးတည်းဆိုတဲ့အချက်နဲ့ပတ်သက်ရင်အပြစ်ရှိခဲ့တာပါပဲ။လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကကျမအမေရိကန်ကနေမက္ကဆီကိုကိုသွားလည်ခဲ့တယ်။အဲ့ဒီအချိန်အမေရိကရဲ့နိုင်ငံရေးအခြေအနေကတင်းမာနေတယ်။ရှေ့ပြောင်းနေထိုင်လာသူတွေနဲ့ပတ်သက်လို့အငင်းပွားနေတဲ့အချိန်တွေပေါ့။ ရွှေပြောင်းလာသူတွေလို့ပြောလိုက်ရင်လည်းမက္ဆီကန်တွေလို့မြင်တတ်ကြတော့တာပဲမက္ဆီကန်တွေလို့ဆိုလိုက်တာနဲ့ကျမ်းမာရေးဆောင်ဆောင်မှုစနစ်မှာငွေလိမ်တဲ့သူတွေနေဆက်ကိုခိုးချောင်ခိုးဝဲဝင်လာတဲ့သူတွေနေဆက်မှာအဖမ်းခံရတဲ့သူတွေအဲ့ဒီလိုဇက်ကြောင်းမျိုးတွေပေါ့ကျမအမှတ်မိနေသေးတယ်မက္ဆီကိုအနောက်ပိုင်းဂွာဒလာဂျာရာမြို့ရဲ့ပထမအဦးဆုံးနေမှာကျမဟိုဒီဒီလျှောက်တယ်လူတွေအလုလုတာကိုကြည့်တယ်ဈေးထဲမှာတော်တီယာပြားတွေလိမ့်နေတာကိုကြည့်တယ် လူတွေစိတ်လိတ်တောင်းနေတာရှင်မောနေတာဒါမျိုးတွေပေါ့ပထမတော့နင်းနေအံ့ဩတာကျမမှတ်မိတယ်နောက်တော့ကျမခံစားလိုက်ရတာကရှက်ရွံ့မှုပေါ့မီဒီယာတွေသတင်းတွေမှာကျမကနင်းမြုပ်နေခဲ့တာဆိုတော့မက္ကစီကန်လို့ဆိုလိုက်တာနဲ့တရားမဝင်ခိုးဝင်သူတွေဆိုတဲ့အချက်တခုကိုပဲကျမခေါင်းထဲရောက်လာခဲ့တာကိုဒါကမက္ကစီကန်တွေနဲ့ပတ်သက်တဲ့ကျမရဲ့တစ်ဖက်တည်းမြင်တဲ့တမျိုးတည်းသောဇာတ်ကြောင်းဖြစ်နေတာကိုကျမတော်တော်ကမှရှက်သွားမိပါတယ် ါကတမျိုးတည်းသောဇာတ်ကြောင်းကိုဘယ်လိုဖန်တီးတယ်ဆိုတာကိုပြတာပါပဲလူမျိုးတမျိုးကိုအเจ้าရတစ်ခုအဖြစ်သာပြလိုက်တခြားဘာမှမဟုတ်ဘူးဒီတစ်ခုတည်းသာပဲရဲ့လို့ပြလိုက်အဲ့ဒါကိုထက်ခါထက်ခါပြလိုက်အဲ့ဒီအခါအဲ့ဒီလူမျိုးပေါ်ထင်မြင်နားလည်မှုကအဲ့ဒီအတိုင်းဖြစ်လာတော့တာပဲဇာတ်ကြောင်းတမျိုးတည်းကိစ္စနဲ့ပတ်သက်လို့ပြောတော့မယ်ဆိုရင်အာနာအเจ้าမပါပဲပြီးမှမဟုတ်ပါဘူးနိုင်ဂျီးရီးယားဘာသာစကားအီဘိုမှာစကားတစ်လုံးရှိတယ် အာနာဖွဲ့စည်းမှုနဲ့ပတ်သက်လို့တွေးတိုင်းကျမအမြဲတွေးမိတဲ့စကားလုံးပေါ့အန်ဂါလီတဲ့ဒါကနန်တခုပါအကြမ်းမြင့်ပါတာပြင်ရရင်တခြားတယောက်တည်းပူပြီးကြီးကျယ်ခြင်းပေါ့စီးပွားရေးနဲ့နိုင်ငံရေးလောကတွေလိုပဲပုံဝိထုတွေစက်ကြောင်းတွေဟာလည်းအန်ဂါလီရဲ့နေရာမှနဲ့ဖော်ထုတ်ထားကြတာပဲပုံဝိထုတခုကိုဘယ်လိုပြောထားသလဲဘယ်သူကပြောတာလဲဘယ်ချိန်မှာပြောတာလဲဘယ်လောက်များပြတဲ့ပုံဝိထုစက်ကြောင်းတွေကိုပြောထားသလဲ ဒါတွေကလုတ်ပိုင်ခွင့်အာဏာပေါ်မှာတကယ်ပဲမူတည်နေခဲ့ပါတယ်။လုတ်ပိုင်ခွင့်အာဏာဆိုတာတခြားလူတစ်ယောက်ရဲ့ဇက်ချောင်းကိုပြောပြနိုင်စွမ်းသာမကအဲ့ဒီဇက်ချောင်းကိုဘယ်လိုအတိုင်းတာနဲ့ဘယ်ထိတ်ဘယ်ကိုပဲရောက်အောင်ပြောမယ်လို့ဖန်တီးပြနိုင်ခြင်းပါပဲ။ပါလက်စတိုင်းနီးယန်းကဗျာဆရာမော်ရီဘရက်ဂူဒီကရေးဘူးတယ်။မင်းတယောက်ယောက်ကိုလူမျိုးတစ်ခုခုကိုလက်လွတ်ဆုံးရှုံးသွားအောင်လုပ်ချင်ရင်အယိုးဆုံးနီလန်ကတော့ တို့အကြောင်းတို့ဇက်ကိုပြောတဲ့အခါအဲ့ဒီနောက်ပိုင်းမှာတော့လို့စပြီးပြောပြဖို့ပါပဲတဲ့ဆိုပါတော့ဗြိတိရှားတွေရောက်လာတဲ့နေရာကနေမစပဲဌာနေအမေရိကန်တွေရဲ့လေးတွေများတွေနဲ့ဇက်ချောင်းကိုစမယ်ဆိုရင်လုံးဝခြားနာတဲ့ပုံဝိထုဇက်ချောင်းဖြစ်မယ်ကိုလိုနီသိမ်းပိုက်ဖန်တီးမှုတွေနဲ့မစပဲအာဖရိကန်နိုင်ငံရဲ့ယိုယွင်းဆုံးရှုံးမှုအခြေအနေတွေနဲ့ဇက်ချောင်းကိုစမယ်ဆိုရင်လည်းလုံးဝကွဲပြားခြားနာတဲ့ဇက်ချောင်းဖြစ်သွားမယ် လွန်ခဲ့တဲ့နှစ်တချို့စီတုန်းကပေါ့စာရေးဆရာတွေအောင်မြင်မှုရဖို့ဆိုရင်နာကျင်စရာစိုးရွားတဲ့ကလေးဘဝကိုဖျက်ဆီးခဲ့ကြရမှာပဲဆိုတဲ့အမြင်ရှိတဲ့တာကိုကျမသတိထားမိခဲ့တော့ကျမမိဘတွေကျမအပေါ်ဘယ်လိုစိုးရွားတဲ့အရာတွေပြုတ်မှုခဲ့တယ်ဆိုတဲ့ဇက်ကြောင်းမျိုးဖန်တီးပြီးပြောရင်ကောင်းမလဲစဉ်းစားကြည့်မိသေးတယ်ဒါပေမဲ့တကယ်အမှန်တရားကကျမမှာအလွန်ပျော်ရွှင်ရတဲ့ကလေးဘဝကိုရခဲ့တယ်။ရှီမောရတာတွေ ချစ်ချင်းမေတ္တာတွေအပြည့်နဲ့လုံးဝယဉ်နီနွေးထွေးတဲ့မိသားစုနဲ့ကျမရဲ့ကလေးဘွားပါဒါပေမဲ့ကဲဆယ်ရေးစကန်းတွေမှာတည်သွားတဲ့ကျမအဖိုးတွေလည်းရှိပါတယ်ကျမရဲ့ဝမ်းခွဲအကိုပေါ်လီဆိုရင်လုံလောက်တဲ့ကျမရဲ့စောင်းရှောက်မှုမရလို့တည်သွားခဲ့တာပါကျမရဲ့အရင်းအီဆုံးတငယ်ချင်းတွေတဲကတယောက်ဖြစ်တဲ့အိုကူလိုမဆိုရင်လင်းရင်ပြတ်ကြတဲ့အထဲမှာတည်သွားတယ်ဘာကြောင့်လဲဆိုတော့ကျမတို့ရဲ့မိသက်ကားတွေမှာရေမရှိလို့ပဲကျမဟာ ပညာရေးကိုတန်ဖိုးမဲ့အောင်ချိုးနှိမ်ထားတဲ့စေဆိုးရလာအောင်မှကြီးပြင်းခဲ့ပါတယ်။ဒီတော့ကျမမိပါတွေဟာတစ်ခါတခါသူတို့လာကားတွေမရကြပါဘူး။ဒီတော့ကျမကကလေးတယောက်အနေနဲ့နနက်စာစပွဲမှာယူမရှိတာပြီးတော့မာဂျရင်းထော့ပတ်မရှိတာကြုံရပါတယ်။နောက်တော့ပေါင်မုံကတိတ်စည်းကြီးလာတာပြီးတော့နွားနို့ကိုဝေးပုံချဝယ်ရတာမျိုးတွေကြုံလာရပါတယ်။အဆိုးဆုံးကတော့နိုင်ငံရေးနဲ့ပတ်သက်တဲ့ပုံမှန်လူဖြစ်နေတဲ့ကြောက်ရွံ့မှုဟာကျမတို့ဘဝတွေကို ခွင်ဖောက်ဝင်ရောက်နေကြတာပါအဲ့ဒီအမျိုးမျိုးသောစัจចောင်းအလုံးကကျမရဲ့လို့ဖြစ်လာအောင် ပြုတ်လို့ဖန်တီးပေးလိုက်တာဒါပေမဲ့အနှုတ်လက္ခဏာစัจចောင်းတချို့နဲ့သာပြီးနေရင်တခြားသောစัจចောင်းတွေကိုတတိမပြုမိခဲ့ဘူးဆိုရင်တော့ကျမရဲ့လို့ဖြစ်လာမှာမဟုတ်ပါဘူးဒီမျိုးတွေသောစัจចောင်းကတိမ်ကြုံတတ်မှတ်ချက်တွေကိုဖန်တီးတယ်တိမ်ကြုံတတ်မှတ်ချက်တွေရဲ့ပြဿနာကမမှန်တာထက်မပြည့်စုံနိုင်တာပါ တခုတည်းသောဇက်ကိုပဲပြောနေတဲ့အခါမပြည့်စုံတဲ့တမျိုးတည်းသောဇက်ကြောင့်ပဲဖြစ်လာပါတော့တယ်။အာဖရိကဟာစင်ရဲချင်းတွေယောဂထူပြောမှုတွေစစ်ပွဲတွေငတ်မုတ်ဘေးနေနဲ့ပြည်နေတာမှန်ပါတယ်။ကွန်ဂိုဒေသမှာဖြစ်ခဲ့တဲ့ကြောက်စရာကောင်းတဲ့မရင်းကျင့်မှုတွေဟာစိတ်တက်ကြစရာတွေပါပဲ။နိုင်ဂျီးရီးယားမှာအလုတ်တနေရလွတ်သွားရင်အဲ့ဒီအလုတ်အတွက်လူ9000လောက်စုပြုံလျှောက်ကြတာတွေဒါမျိုးတွေလည်းရှိပါတယ်။ဒါပေမဲ့ဘေးထုတ်ကအန်ရီတွေမဟုတ်တဲ့တခြားဇက်ကြောင်းတွေ အကောင့်ဘက်ကစကြောင်းတွေလည်းရှိတယ်။အဲ့ဒီအကြောင်းတွေကိုပြောပြဖို့လည်းတိတ်အရေးကြီးပါတယ်။လူတယောက်အကြောင်းဒါမှမဟုတ်နေရာတနေရာအကြောင်းကိုဖြစ်ပြန်နေတဲ့တခြားစကြောင်းအမျိုးမျိုးအထွေတွေကိုထည့်မစင်စားပဲအသေးချာမသိနိုင်ဘူးလို့ကျွန်မခံစားရတယ်။စကြောင်းတစ်မျိုးရဲ့အကျိုးဆက်ကတော့လူတွေရဲ့ကောင်းတိတ်ခါကိုလူရဲ့ပြပြစီခြင်းပါပဲ။ ဇက်ကြောင်တစ်မျိုးတည်းပဲဖော်ပြခြင်းအပြင်ကျမတို့ရဲ့ဒန်းတူညီမျှမှု လူသားဝါဒကိုအတိအမှတ်ပြုဖို့ခက်ခဲသွားစေပါတယ်။ဇက်ကြောင်တစ်မျိုးတည်းပဲဖော်ပြနေတဲ့အခါကျမတို့အချင်းချင်းဘယ်လိုတူညီကြသလဲဆိုတာထက်ဘယ်လိုကွဲပြားခြားနားသလဲဆိုတာကိုပိုပြီးအသားပေးတယ်လို့ဖြစ်သွားပါတယ်။အဲ့ဒီတော့ကျမရဲ့မက္ကစီကန်ခီမတိုင်မီမှာနေဆက်ပြောင်းရွှေ့ဝင်ရောက်လာတဲ့ပြဿနာတွေနဲ့ပတ်သက်တဲ့အငင်းအခုံမှာဟိုဘက်ရောဒီဘက်ရောကျမတိထားခဲ့မယ်ဆိုရင်မကောင်းဘူးလား။ ။နောက်ပြီးကျမအမေကဖီတီတို့မိသားစုနဲ့ပတ်သက်ပြီးပြောတဲ့အခါသူတို့တိတ်ဆင်းရဲတယ်ဆိုတာလည်းမကဘဲသူတို့အလုပ်ကြိုးစားတယ်ဆိုတာပါပါခဲ့ရင်မကောင်းဘူးလား။နောက်ပြီးအမျိုးမျိုးကွဲပြားတဲ့ဇာတ်ကြောင်းတွေအစုံလင်ကို African Television ကွန်ရက်တွေကနေတကဘာလုံးကိုပြပေးနိုင်ခဲ့မယ်ဆိုရင်မကောင်းဘူးလားဒါမှသာ နိုင်ဂျီးရီးယန်ဆိုင်ဆီယာချီနိုအာ RGB ပြောတဲ့ဇာတ်ကြောင်းတို့ရဲ့မျှချီ A Balance of Story ကိုရမှာမဟုတ်ဘူးလား ကျမအိမ်ပြန်တဲ့အခါတိုင်းဖြစ်နေကြစိတ်ကတိကောက်ဖြစ်ရတဲ့အတွေ့အကြုံတွေနဲ့ရင်ဆိုင်ရတယ်။အများစုသောနိုင်ဂျီးရီးယန်းတွေအတွက်ကျမတို့နိုင်ငံရဲ့ကြာရှုံးကြိုရင်းနေတဲ့အခြေခံအဆောက်အုံတွေအတွက်ကျမတို့ရဲ့ကြာရှုံးနေတဲ့အဆွေရအတွက်ပေါ့။ဒါပေမဲ့ဒီပိုင်းထဲမှာပဲအဆွေရဘလောက်ညံ့ညက်ခန္ဓာရင်အပြည့်နဲ့မယုံကြည်နိုင်လောက်အောင်အားထုတ်ကြိုးစားနေတဲ့လူတွေကိုလည်းတွေ့ရတယ်။နွေရာသီတိုင်း La Cos မှာကျမစာရင်းနှီးအလုပ်ရုံဆွေးနွေးပွဲတွေတင်ပြပါတယ်။အံဩစရာဝမ်းသာစရာပဲ။ လူတွေအများကြီးရှောက်လာတင်ကြတယ်လူတွေအများကြီးစာရေးတင်ကြတယ်ဝိထုစက်ကြောင်းတွေပြောတင်ကြတယ်ကျမရဲ့ Nigerian ထုတ်ဝေသူနဲ့ကျမပေါင်းပြီး Parapina လို့ခေါ်တဲ့အမျက်မယူတဲ့အဖွဲ့လေးတစ်ဖွဲ့တီထောင်လိုက်ပါပြီလက်ရှိစာကြည့်တဲ့တွေကိုအားဖြည့်ပေးဖို့မရှိသေးတဲ့စာကြည့်တဲ့တွေကိုတီထောင်ပေးဖို့ကျောင်းစာကြည့်တဲ့တွေမှာမရှိတဲ့စာအုပ်တွေလှူဖို့အိမ်မက်အကြီးကြီးမက်ကြပါလေ စာရေးချင်တဲ့သူတွေဝိထုဇက်ကြောင့်ပြောဖို့စိတ်ပြင်းပြတဲ့သူတွေအတွက်လဲစာရင်းဤအလုံယုံဆွေးနွေးပွဲတွေထက်ခါထက်ခါလုပ်ပေးဖို့ရောပေါ့ဇက်ကြောင့်တွေကတိတ်အရေးကြီးပါတယ်ဝိထုဇက်ကြောင့်များများရှိဖို့အရေးကြီးပါတယ်ဇက်ကြောင့်တွေကလူဒီပိုင်ဆိုင်တဲ့အရာကိုလက်လွတ်ဆုံးရှုံးအောင်ဖန်တီးပေးနိုင်တယ်လူမျိုးတစ်မျိုးကို အပုတ်ချမကောင်းပြောခင်ရဖို့လဲဖန်တီးပေးနိုင်တယ်မှန်ပါတယ်ဒါပေမဲ့ဇက်ကြောင့်တွေကပဲအဲ့ဒီပြိုကွဲပျက်စီးသွားတဲ့ဂုံတိတ်ခါကိုပြန်လဲပြင်ဆင် ကုစားပေးဖို့လည်းတက်နိုင်ပါတယ်။ American Science ဆရာမ Alice Wall ကရေးဘူးတယ်။တောင်ပိုင်းကနေမြောက်ပိုင်းကိုရွှေ့ပြောင်းလာတဲ့သူ့ဆွေမျိုးတွေအကြားသူတို့ချိန်ရခဲ့တဲ့တောင်ပိုင်းအကြံစောက်တုပ်ကို Alice Wall ကကသူတို့နဲ့မိတ်ဆက်ပေးတယ်။သူတို့ဝိုင်းထိုင်ကြတယ်။သူတို့ဟာသူတို့လည်းစောက်ဖက်ကြတယ်။ကျမဖက်ပြတာကိုလည်းနားထောင်ကြတယ်အဲ့ဒီအခါမှာငိမ့်ချမ်းမှုကိုကျမတို့ပြန်ရလိုက်တယ်တဲ့ ျမရဲ့စကားတွေကိုအတွေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်။ကျမတို့သာဇက်ချောင်းတစ်မျိုးတည်းကိုလက်မခံဘဲညင်းပယ်ကြရင်နေရာတနေရာနဲ့တနေရာပတ်သက်လို့ဖြစ်စီလူမျိုးတစ်မျိုးမျိုးနဲ့ပတ်သက်လို့ဖြစ်စီတစ်မျိုးတည်းသောဇက်ချောင်းဆိုတာဘယ်တော့မှမရှိဘူးလို့သဘောပေါက်သိမြင်လာကြတဲ့အခါဒုက္ခကဘာကို ကျမတို့ပြန်ရပါလိမ့်မယ်။ကျမရဲ့စာဖတ်ပြည့်တဲ့ခြင်းတွေနဲ့အောက်ပါမိကလေးတို့ဆွေးနွေးစီကြပါတယ်။ကျမပြောတဲ့တမျိုးတည်းသောဇက်ချောင်းဆိုတာရဲ့အနက်အဓိပ္ပာယ်ကို ဘယ်လိုမျိုးဆင့်ကျင်မိသလဲတမျိုးနဲ့သောစက်ကြောင်းဟာ NDA ရှိတယ်လို့ကျမကဘာကြောင့်ပြောရတာလဲကို့မှာရှိနေတဲ့တဖက်သက်နားလည်မှုတွေဒီနည်းအားဖြင့်စက်ကြောင်းတမျိုးတည်းကိုပဲတိပြီးအဲ့ဒါကိုစုပ်ကင်ထားမိတာတွေကဘာတွေဖြစ်မလဲကို့အကြောင်းကိုတခြားသူတွေကပြောကြရင်တခုတည်းသောစက်ကြောင်းအမြင်ဘက်ကပြောကြတာမျိုးတွေရှိသလားတခုတည်းသောစက်ကြောင်းကိုပဲတိနေကြတဲ့အခြေအနေတွေကနေလွန်မြောက်နိုင်အောင်ဘာတွေလုပ်ကြရမလဲ။ နားဆင်ပေးကြတာအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။